Hello hello အားလုံးပဲမင်္ဂလာပါတတော်မှာတွေ့တဲ့ဆိုင်လေးပေါ့နော်ထိုင်းစားပြတဲ့လူတယောက်ကဒီဆိုင်သွားစားတဲ့နယ်ပေါ့နော်ဒီ local တွေလည်းသွားတာများတယ်တန်လဲတန်တယ်လို့ညွှန်လိုက်တာမို့လို့အိမ်နဲ့လည်းနီးနေရနေမို့လို့သွားလိုက်ပါတယ်ကျမိုင်မှာဒီ tourist attraction တစ်ခုဖြစ်တဲ့အဲ့ကြီးကြီးမားကလာမသိဘူးအဲ့နားလေးမှာရှိတဲ့ဆိုင်လေးပေါ့နော် ိုင်ပန်ရှင်ဦးလေးကြီးကလည်းဒီအင်္ဂလိပ်လိုနည်းနည်းပြောတတ်တာမို့လို့တခြားဆိုင်နေလို့မိုးတော့ဒီအမှားရပြုတ်ရတော့ခွက်ခဲတော့မရှိပါဘူးเนาะဒါကတော့ကျွန်တော်မလိုက်တဲ့ဟာလေးပါဝတ်သုံးသက်သားกินတဲ့ပဲတိကျော်ရောတဲ့ဟင်းတမျိုးရဲ့နောက်တစ်ခုကကျတော့ဒီချက်ကဖောင်းရဲ့ဒီဟာကကျတော့ဘာမှန်းမသိဘူးဒီအနေနဲ့နဲ့မွေးနေရတဲ့ဟို vegetable ပေါ့เนาะဒီအတိယူရဆိုလို့ယူခဲ့လိုက်ပါတယ်အဲ့ဒီဟာသုံးခုလုံးကိုမှကျွန်တော်ကြားခဲ့တာတော့ဒီဘတ်၄၀ပဲကြားခဲ့တာပါ မြန်မာငွေနဲ့တွက်ကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့9300လောက်တော့သွားကြမှာပါဒီမှာထူးခြားတာကဒီတောက်ဆရာရေးအပြင်ဘာတီးလဲမသိဘူးပေါ့နော် Jasmine တီးလားပါလားအလိုပဲနောက်ထပ်အလိုမျိုးနည်းနည်းဖန်နဲ့လဖက်ရည်ချမ်းလိုလိုပါလိုလိုအလိုတစ်ခုထပ်ချပေးထားပါတယ်အရာသာကတော့ကျွန်တော်တို့လည်းဒီဘိုက်စာနေရာဆိုတော့တော်တော်တော့မစိုးဘူးပေါ့နော်စားလို့လည်းအဆင်ပြေပါတယ် ဒီဟင်းရီအားကြတော့ကျွန်တော်လည်းတိတ်မပြောတတ်ဘူးပေါ့နော်ဒီပဲဟင်းလိုလိုပဲကိုမပဲအနစ်တွေလည်းနည်းနည်းပါတယ်အဲ့ဒါအောင်မပဲဟင်းလိုမျိုးအချိုအရသာမျိုးသွားမျိုးမဟုတ်ဘဲနဲ့ဒီနည်းနည်းချင်တဲ့အရသာမျိုးပေါ့နော်ဟိုရှင်းပြမဆိုရအီပြေတဲ့အရသာမျိုးအဲ့လိုရနေတာပါတန်တယ် ပြီးတော့ပုံမှန်ထမင်းစားတဲ့အချိန်ထပ်ဆော့သွားမှအဆင်ပြေပါမယ်။ဒီဆန်ရကြတော့ဒီထိုင်းယုံဝင်တန်းနဲ့အရန်လာစားတဲ့ဟာမို့လို့ဒီစနစ်ကလည်းတနားရသေးဆိုရင်တော့ဒီလူတွေအများကြီးနဲ့အုံတိုင်းကွန်းရောက်ခဲ့တဲ့ဆိုင်ပေါ့နော်။ကျွန်တော်စားတဲ့ဟင်းထဲမှာတော့ဒီဝတ်သုံးသက်သားကတော့အစီများပါတယ်။စက်ကဖောင်ကကြတော့မဆိုးဘူး။ပြီးတော့အရွက်ကလေးကလည်းသူ့ဟာနဲ့သူတော်စားရတာအဆင်ပြေပါတယ်။အရသာလည်းရှိပါတယ်ပေါ့နော်။အဓိကကတင်းတိမ်သွားစေတာပါ။ ဖူကောတွေကပုံစားသမင်းနေလို့မို့တော့ဒီအရန် quality ကောင်းတဲ့ဟာမျိုးကြီးတော့မဟုတ်ပေမဲ့ဒီဘတ်60ဆိုရင်တော့မစိုးဘူးပေါ့နော်ပေးရတဲ့ဈေးနဲ့ဆိုရင် သူ့ဟာသူတော့တန်တယ်လို့ပြောရပါမယ်ဆိုင်မှာတွေးခဲ့တဲ့ကော်ပြင်းလေးလေးတွေကနောက်ကြမှာပဲစကြည့်ပါအောင်မယ်အဆုံးထိကြည်ပေးလို့တအူးတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်နော်။နောက်ထပ်တင်မယ့်ဘလော့လေးမှပြန်လည်ပြေဆုံးပါမယ်။အခုတော့အားလုံးပဲပိုင်ပိုင်ပါ။